ားလုံးပဲမင်္ဂလာပါခင်ဗျာ History of Christianity Facebook page မှာကြိုဆိုပါရစေဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဗီဒီယိုကတော့ကဘာကြီးကိုဖန်ဆင်းခဲ့ပါတယ်ဆိုတဲ့ Damian နဲ့ဆိုကြောင်းပဲဖြစ်ပါတယ်ဒမ်မီယန်အဆိုကတော့ nostic ဝါဒ၏အဓိကအယူဆတစ်ခုဖြစ်ပါတယ်။ဒမ်မီယန်ဟာဒီကွာကြီးကိုဖန်ဆင်းခဲ့တဲ့အတုယောင်ဘုရားလို့ဆိုထားပါဗျ။ ဲ့ဒီယူဆချက်ဟာရှေးရိုးရခရိုင်များနဲ့ဂျူးဘာသာတွေရဲ့အမြင့်မြတ်ဆုံးဖျားသခင်ယုံကြည်မှုနဲ့ဆန့်ကျင်နေပါတယ်။ဒမ်မီယက်ကိုတည်ဖို့ဆိုရင် nostic ယူဆအကြောင်းလေးအနည်းငယ်သိဖို့လိုအပ်ပါတယ်။ nostic ယူဆရာဒီကွာကြီးဟာပြည်စုံခြင်းမရှိဘူး။စိငယ်ဒုက္ခတွေအဖြစ်တွေမသိစိတ်တွေနဲ့ပြည့်နှက်နေတယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒါတွေကြောင့်ဒီကွာကိုဒမ်မီယက်ကဖန်ဆင်းခဲ့တယ်လို့ယုံကြည်ထားကြပါတယ်။ဂျမ်မီယာဟာမာနာချီပီမသိနားမလဲသူဖြစ်ကသူကသူတခုတည်းသောဖျားဖြစ်ထိမှတ်ထားပါတယ်လူစီဘာနဲ့တော့အနေငယ်ဆင်ပါတယ် ဒမ်မီယာကိုဓမ္မဟောင်းကျမ်းရှိဘုရားသခင်နဲ့တူညီတယ်လို့နော့စတစ်ချူကယူဆကြပါတယ်။အမြင့်မြတ်ဆုံးဘုရားသခင်ကတော့ဒမ်မီယာထက်အဆင့်မြင့်ပြီးကဘာနဲ့တက်ဆိုင်မှု ရှိခဲ့ပါဘူး။ဒမ်မီယာမှာနှိတ်ကြတဲ့ဝိညာဉ်များရှိပါတယ်။သူတို့ကိုအာချုံလို့ခေါ်ကြပါတယ်။ဒမ်မီဟာသူ့ရဲ့အာချုံများနဲ့ပူပေါင်းပြီးလူသားတွေကိုဒုက္ခတွေခံစားစေတယ်။လူသားတွေရဲ့ဖြစ်တည်မှုကိုသူတို့မသိအောင်ပြုလုပ်ထားပြီးလူဝင်စားသမားကိုဖမ်းဆီးထားပါတယ်။လူသားတွေရဲ့ဝိညာဉ်တွေကတော့ဒီကဘာမှာပိတ်မိနေပြီးအမှန်တရားကိုတည်ရှိမှသာလွတ်မြောက်နိုင်မယ်လို့ဆိုထားပါတယ်။ အဲ့ဒါကြောင့်အမိမျက်ဆောင်ဖရာကယေရှုတော်ကိုစီလုပြီးလူသားများအားဓမ္မရဲ့လက်ဖြောက်မှုမှလွတ်မြောက်ရန်လမ်းညွန်ပြသဖို့စီလုခဲ့တာဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဓမ္မသစ်ကျမ်းဖြစ်တဲ့ယောဟန်စာ33မှာပါတယ်။ဤလောကကိုအစိုးရတော်မင်းသည်ပြင်းထန်နေထုတ်ခြင်းကိုခံရလိမ့်မယ်လို့ရေးသားထားတဲ့ကျမ်းကဓမ္မရဲ့အာချုံများကိုဆိုလိုတယ်လို့ယုံကြည်ကြပါတယ်။ပလီတို ਈ ထဲမီရအတွက်ဓမ္မရဟုသောအသုံးတော်ကအကောင်းမျက်စုံဖန်ဆင်းခြင်းကိုဖော်ပြထားတော်လဲ။နော့စတစ်များကအဲ့ဒီအယူဆများကိုအနုလက္ခဏာဆောင်တဲ့အတုယုံဖရာအဖြစ်ပြောင်းလဲခေါ်တွင်ခဲ့ကြပါတယ်။ နော့စတစ်များကဒမ်မင်ဟာယူရခွင့်ရပါတာရဲ့ယာဝင်းနဲ့တူညီတယ်လို့ယူဆကြပြီးရှေးရခွင့်ရများကတော့အဲ့ဒီအယူဆကိုအတူအောင်ဖြစ်ပယ်ချခဲ့ပါတယ်။ဒမ်မင်ဟာဘလို့ဖြစ်တည်လာခဲ့တယ်လဲဆိုရင်အမြင့်မြတ်ဆုံးဖရာသခင်ကအီရွန်ဆိုတဲ့ကောင်းနမများကိုဖန်ဆင်းခဲ့ပါတယ်။သူတို့ကိုနှစ်သမီးလို့လည်းခေါ်ကြပါတယ်။နောက်ဆုံးဖန်ဆင်းခဲ့တဲ့အီရွန်မျိုးနဲ့တူဖြစ်တဲ့ဉာဏ်ပညာနှစ်သမီးဆိုဖီယာဟာဖရာရဲ့အလိုတော်ကိုမလိုက်နာပဲသူ့ရဲ့သဘောဖြစ်ဖန်ဆင်းခြင်းကိုစမ်းသပ်ခဲ့ပါတယ်။ဆိုဖီယာကဖန်ဆင်းခြင်းကိုစမ်းသပ်တဲ့အခါမှာ သူ့ရဲ့မပြည့်စုံတဲ့အတွေးခေါ်တွေကြောင့်ဒမ်မီယာကိုမွေးဖွားလာပါတယ်။အဲ့ဒီလိုနဲ့ဒမ်မီယာကပုံပြက်ပြီးမာနာကြီးရဲ့ဖန်ဆင်းရှင်ဖြစ်လာခဲ့ပါတယ်။ပို့ဆိုးတာကသူ့ကိုယ်သူတဘာတဲ့တည်ရှိနေသောဖန်ဆင်းရှင်ဖျားလို့ထင်မှတ်သွားပြီးဒီကွာကိုဖန်ဆင်းခဲ့ပါတယ်။ဒမ်မီယာဟာငါသားလေးဖျားဖြစ်တဲ့ငါမတဘာအခြားသောဖျားမရှိကြောင်းချွေးကြော်ခဲ့ပါတယ်။အဲ့ဒီစကားတွေကဓမ္မအောင်ကျမ်းထဲမှာရှိတဲ့အမြင့်မြတ်ဆုံးဖျားသခင်နှုတ်ဘတော်နဲ့ထွားတူနေပါတယ်။နောက်ပြီးသူဖန်ဆင်းတဲ့ကဘာကပြည့်စုံမှုကင်းမဲ့ပြီးဆင်းရဲဒုက္ခတေးခြင်းမတရားမှုများဖြင့်ပြည့်နှက်နေခဲ့ပါတယ်။ သူ့ရဲ့ဖန်ဆင်းခြင်းနဲ့လူသားအပေါ်ချုံနှောင်ခြင်းများကို Gnostic ဝါဒအရဝဉ္ကြီးရဲ့အတိပြတာလွတ်မြောက်နိုင်တယ်လို့ဆိုထားပါတယ်။ဒမ်မီရဲ့အယူဆဟာတတနိကပေတာစိတ်ပညာနဲ့ New Age အယူဆများတွေယနေ့တိုင်းလွမ်းမိုးမှုရှိနေစေဖြစ်ပါတယ်။အခုလောခရိယာတွေနဲ့ဆိုင်တဲ့ဘုရားများကိုလှိမ့်လာတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကြည့်ရှုလိုက်တဲ့ရုပ်ရှင်ကိုရတ်ခင်ကောင်းကြည့်ပြပါစေ။